ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ຫນွေဦး Family YouTube Channel လေးကနေရန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ပုံမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်ဇာယိဆရာဆရာကြီးမင်းသိန်းခါဤစာပလင်နေမောင်နဲ့ Professor Dr. စိတ်ဖွာဆိုတဲ့ဝိတ္တဇာကိုအပိုင်း30ဇာသိန်းပိုင်းနေဖြင့် ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာအချိန်ကာလဟူသောအရာသည်မိယောခြင်းကိုဖြစ်စေတတ်သည့်တဘာဝတရားတိုင်းစိတ်ဖွာဤအဖြစ်ပြန်များသည်လည်းမိယောဝယ်ကောင်းသောခြင်းတို့ရောက်ရှိခဲ့ပေတော့ဤဒုတိယကမ္ဘာစေကြီးဖြစ်စဉ်ကထောင်ခွင့်၍လွတ်သည့်အထက်တွင်စိတ်ဖွာတယောက်ပါလွတ်မြောက်သွားသည်ဟူ၍၎င်း စေတွင်၌စေဘာတယောက်သိဆုံးခဲ့ပြီးဟု၍၎င်းအမျိုးမျိုးပြောဆိုခဲ့ကြလေ။တို့ရတွင်ထူးဆန်းသောဖြစ်ပျက်တစ်ခုသည် ပေါ်ပေါက်လာခဲ့ပြန်၏။ထို့ဖြစ်ပျက်ကမူဝင်မျိုးတင်ကြိုင်း၌ထူးဆန်းသောလူသည်ခေါင်းကြီးတစ်ခုရောက်ရှိလာခဲ့သည်မှစမြန်မာပြည်ပြည်ဖွဲ့သည် လွင်စွာအလုရှုပ်ခဲ့ရလေ။ထို့ရတွင်အင်းစင်စီအိုင်တွင်မှစုံတော်ကြီးဇာပလင်းနှင့်မောင်သည်လည်းလွင်စွာအလုရှုပ်ခဲ့ယုံမြမကလူစုများကနှစ်ကြိမ်တိုင်တိုင်တနက်ဖြစ်ပင် ပြစ်ခတ်လှုပ်ကြံခဲ့ရာတစ်ကြိမ်၌ ဇာပရင်နေမောင်ဤအသက်ဇီဝင်ပင် ကြွေခဲ့ရလေတော့ဤထိုလက်ချက်မှာစိတ်ဖွာခေါ်ဉာဏ်ဉာဏ်နဲ့မြလာသောပရိုဖက်ဆာစိတ်ဖွာဤလက်ချက်ပင်ဖြစ်ပေတော့ဤထိုအမှုကိစ္စကြီးပြီးဆုံးသည့်အခါ၌ကျွန်တော်သည်ဇာပရင်နေမောင်နှင့်တည်တော်သူသည်တုတ်တန်တို့ သွားသည်ဟုအမည်တက်ကအမှုဖိုင်ရွယ်အားကျွန်းတရာကြီးတွင်၌ဒိန်စီခဲ့လေတော့ဤမှတ်ချက်ဇာပရင်နေမောင်နှင့်တည်တော်သူသည်တုတ်တန်တို့သွားသည်ဝိထုအားဆက်လက်တင်ပြအောင်ဤထိုဝိထု၌ ပရိုဖက်ဆာစိတ်ဖွားနှင့်တူလွင်စွာဉာဏ်ပညာထက်မြက်လာသောစာရကကြီးဥက္ကံဒီတို့ပူပေါင်း၍စာပလင်နေမောင်အရှင်ပြိုင်မုံဉာဏ်ကစားကြပုံလောက်ကြံတက်ဖြတ်ကြပုံတို့အားမလွဲမချောင်သာဖော်ပြရပေအုံးမည်ဖြစ်သည်တပ်ပေတတာကမ္မတကာမင်းတိန်ခအောက်တွင်ဖော်ပြလက်ထံသောအကြောင်းအရာမှာဤပရိုဖက်ဆာဒေါက်တာစိတ်ဖွားဝိတ္တူကြီးနှင့်ညီတို့မြတ်မပတ်သက်သောကြောင့် အမှားသာမဟုတ်ပါဟုခေါင်းစဉ်ထိုး၍ရေးသားရခြင်းဖြစ်ကြောင်းလေးစားအပ်သော စာဖတ်ပရိသတ်ယခုနာစင်သူ ပရိသတ်များအားဝန်ခံအပ်ပါသည်ဤပရော်ဖက်ဆာဒေါက်တာစိတ်ဘဝတ္ထုကြီးကိုရေးသားနေစဉ်တွင်တခုသောနန္နခင်း၌ကျွန်ုပ်သည်ပြုမြဲအဋ္ဌံဖြစ်သောနမောတတအစရှိသောဂါရပိုက်ကို ပရိစေယံအတွက်ရွှေရကုံဇေရီတော်မြတ်ကြီးတို့ဖျားဘူးတက်ခဲ့လေသို့သောအဋ္ဌံပရိစေပြီးသည့်နောက် တနင်္ဂနွေတောင်ရှိခေါလောင်ကြီးရှိသောဇေယျဘော်တွင်ထိုင်ကစိတ်အပန်းဖြေလျက်နေစဉ်ကျွန်ုပ်ထိုင်နေရာနီးသို့အသက်40ကျော်အရွယ်မြတ်သာရှိသေးသည့်ဖိုးသူတော်တဦးရောက်ရှိလာလေသည်ကျွန်ုပ်လည်းထိုဖိုးသူတော်တဦးအားစိတ်ဝင်စားသည်နှင့်မိသူသော အကြောင်းကြောင့်ကြောင့်စိတ်ဝင်စားသည်ဟုကျွန်ုပ်ကိုယ်တိုင်မသိပါ မသိမှသာအကဲခတ်၍ကြည့်ရှုလေ့လာမိလေ၏ဖိုးသူတော်မှမူသူအားကျွန်ုပ်အကဲခတ်နေသည်ကိုသတိပြုမိဟန်မပေါ်ချေထိုစဉ်ဆရာမင်းတင်ခါ ဟုတ်ခေါ်လိုက်တန်ကိုကြလိုက်တော့ခါလက်ကြည့်လိုက်ရာတချိန်ကကျွန်ုပ်ထံတွင်ဘေရင်ပညာရက်ကိုစီးပူးတင်ကြခဲ့ဘူးသောမောင်ဖြူဝင်းဆိုသည့်တပည့်ငယ်တဦးဖြစ်၍နေလေ၏မောင်ဖြူဝင်းကနေရာကြလိုက်တာဆရာရဲ့ဆရာအင်ကိုကျွန်တော်လာလာရှာနေတာလေးောက်ရှိသွားပြီဒီတော့ဖျားတက်ဖူးရင်မမျှော်လင့်ပဲဆရာကိုတွေ့လိုက်ရတော့ကျွန်တော်ဖြင့်ဝမ်းသာသွားတာပဲကျွန်တော်ကစောစောစီစီကြားလိုက်ရတဲ့စကားကတော့ပီတိဖြစ်เสียပါပဲကွာ မောင်ဖြူဝင်းက ဘာဖြစ်လို့လဲဆရာကျွန်တော်ကဒီလိုလေကွာလူတဦးတယောက်ကမိမိကိုတွေ့လို့ဝမ်းပန်းတသာဖြစ်သွားတယ်ဆိုတာကိုသိရတော့ဘယ်သူဖြစ်ဖြစ်ပိဋိဖြစ်ရမှာပေါ့ကွာတကယ်လို့မင်းကအမျက်မပြောဘူးဆိုရင်ပေါ့လေငါ့အတွက်ပိဋိဖြစ်ကြပေပဲပေါ့မောင်ဖြူဝင်းကတကယ်ပါဆရာကျွန်တော်မျောက်ပြောနေတာမဟုတ်ပါဘူးဆရာကိုကျွန်တော်သိတွေ့ကျင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆရာစီကအကူအညီတစ်ခုလိုချင်လို့ပါကျွန်တော်က ဘယ်လိုအကူကြီးမျိုးလဲကွာဆိုစမ်းပါဦးကူညီတဲ့ကိစ္စမျိုးလဲဖြစ်ပါစေလို့မင်းမပြောခင်ကတည်းကဆုတောင်းလိုက်ပါတယ်မောင်ပြိုဝင်းကဆရာကူညီနိုင်ပါလိမ့်မယ်ဆရာကျွန်တော်လည်းဆရာကူညီနိုင်မယ်လို့မျှော်လင့်ထားပါတယ်ဒီကိစ္စကတော့ဒီလိုပါဆရာဆရာအထုပ်ပတိကိုကျွန်တော်ရေးမလို့ပါပဲထုတ်ဝေသူတယောက်နဲ့လည်းစကားပြောပြီးပြီအဲ့ဒါဆရာရဲ့ခွင့်ပြုချက်ကိုယူမလို့ပါဆရာရဲ့ခွင့်ပြုချက်ရတာနဲ့ကျွန်တော်စရေးတော့မယ်ကျွန်တော်က စောစောစီစီမင်းတော်တဲ့အကူကြီးကိုမပေးနိုင်တော့စိတ်မကောင်းစရာပါပဲကွာမောင်ပြိုဝင်းကဘာဖြစ်လို့ခွင့်မပြုနိုင်တာလဲဆရာဆရာတွေခွင့်မပြုနိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်ထင်နေပါတယ်ကျွန်တော်ကဒီလိုလေကွာငါကတမန်စာရေးဆရာတယောက်ပဲအထုပ်ပတိရေးလောက်တဲ့ပုဂ္ဂိုလ်ကြီးမှမဟုတ်ပဲအမျိုးသားရေးခေါင်းဆောင်ကြီးတွေမျိုးချစ်အာဇာနည်ကြီးတွေလွတ်လပ်ရေးဗိဓုကာကြီးတွေမှသာ အထုပ်ပတိရေးအပ်တယ် နာမည်ကြီးတိုင်းအထုပတိရေးမလို့မယူဆရဘူးကွဒီတော့မင်းနေနဲ့အထုပတိရေးတဲ့စာရေးဆရာလောက်ချင်ရင်ငါအကြံပေးလိုက်မယ်မောင်ပြိုဝင်းကအပြီးပါဆရာအပြီးပါဆရာခုလိုရှင်းပြတာတော့ကျွန်တော်လည်းသဘောပေါက်သွားပါပြီကျွန်တော်ကဒီတော့မြန်မာနိုင်ငံရဲ့အရင်ရှင်လက်ခံပါလီမန်ဒီမိုကရေစီခေတ်ကိုရိုက်ချိုးပစ်လိုက်တဲ့ခေပြောင်းတော်လှန်ရေးဗိဓုကာကြီးတွေရဲ့ဖြတ်တန်းတိုက်ခိုက်လာရတဲ့နိုင်ငံရေးတိုက်ပွဲတွေအမျိုးသားရေးတိုက်ပွဲတွေ ပန်ဖက်စစ်ဆန့်ကျင်ရေးတွေနေချင်းအင်္ဂလိပ်အစိုးရကိုအန်တုဖက်ပြိုင်မှုတွေကိုစနစ်တကျစုဆောင်းပြီးတမိုင်းနောက်ခံဝိထုတဘောတော့ရေးပါလားဒီလိုဆိုရင်စာဖတ်ပရိသတ်တွေပို့လို့အကျိုးရှိလိမ့်မယ်လို့ငါပြောရတယ်မောင်ဖြူဝင်းကဟုတ်တယ်ဆရာဆရာပေးတဲ့ကြံသိကောင်းတယ်ဒါပေမဲ့ကျွန်တော်အတွက်တော့ခက်လိမ့်မယ်ကျွန်တော်ကဒီလိုပေါ့ကွာကြိုးစားရမှာပေါ့မဟုတ်ဘူးလားကြိုးစားရင်အောင်မြင်ရမှာပါတော်ချင်နိုင် အနည်းရှိဘုသူတော်ကြီးကကျွန်ုပ်ဘက်ကိုလှည့်ကာအောက်ပါတိုင်းပြောလေဘုသူတော်ကြီးကနေစမ်းမအောင်မင်းကဘာလဲစားရေးဆရာလားကျွန်ုပ်ကဟုတ်ပါတယ်စားရေးဆရာပါမင်းသိန်ခလို့ခေါ်ပါတယ်ဘုသူတော်ကြီးကဟုတ်ပြီဟုတ်ပြီငါနဲ့တည်တဲ့လူတယောက်ကစစ်ပြန်ဆိုတဲ့စာအုပ်မှာပြီးလက်ပြန်ဘုသူတော်အကြောင်းရေးထားတယ်လို့ပြောတယ်ငါကတော့မဖတ်ပါဘူးဘုသူတော်ဆိုတော့ဝတ္ထုဖတ်လို့လည်းမဖြစ်ပေဘူးကွာဘာလဲ ်ညာဟေဝင်တဲ့ဟုတ်လားဟိုလူပြောပြတာတော့စိတ်ဝင်စားစရာပါပဲမိရတဲ့ဖိုးသူတွေကတက်လာကြည်လားကွာဟိုဟာမိလဲသူကတိဒီဟာမိလဲသူကတိ ਨੇ ဂျန်နရယ်နော်လိတ်ကစုံလို့ပါလားဖြစ်နိုင်ပါမလားပြီးတော့ history of painting လို့ခေါ်တဲ့ပကြီးပညာရဲ့ရာဇဝင်ကိုလည်းသူကတိနေလိုက်တာဖြစ်နိုင်ပါမလားကျွန်တော်ကဖြစ်နိုင်ပါတယ်ဘုဒ္ဓတော်ကနည်းနည်းဖြစ်ရင်စိတ်ကူးရင်မဆန်ဘူးလား ဖို့သူတော်ပဲကွာအင်္ဂလိပ်လိုဒါလောက်တတ်ပါမလားကျွန်တော်ကတတ်ပါတယ်ခမရဖို့သူတော်ကအေးပေါ့ကွာစာရေးတယ်ဆိုတာလဲစိတ်ကူးစိတ်တန်းကိုရုံလုံးထူခြင်းတမျိုးပဲပေါ့ကွာမင်းရတဲ့ဖို့သူတော်မျိုးကရှိတယ်လို့ပဲပြောပြောမရှိဘူးလို့ပဲပြောပြောဒါကသိအေးမကြည့်လိုက်ပါဘူးဒါပေမဲ့မင်းကိုဂရီတစ်ခုပေးခဲ့မယ်အဲ့ဒီဂရီကဘာလဲဆိုတော့ဒီနေ့ကစပြီးနောက်တစ်နှစ်တိတိပြည့်တဲ့နေ့မင်းနဲ့ငါဒီနေ့မှာဆုံကြလိမ့်မယ် အဲ့ဒီခါကျရင်တော့မင်းကငါပုံတစ်ခုပြောပြမယ်။သိစိတ်ဝင်စားစရာကောင်းတဲ့ပုံပေါ့ကွာ။အဲ့ဒီပုံကိုမင်းကစာရေးပြီးတော့ကဲဘယ်နဲ့လဲ။ကျွန်တော်လဲဘောဓရောဣဇဂါကိုကြားလိုက်ရသောအခါရေကျင်လာသည်နှင့်ဆက်လက်၍ဇဂါရှိစင်းမပြုတ်တော့ပဲငြိမ်၍နေလိုက်လေ။ဒုက္ခ၌ဘောဓရောသည်ခြေစီကိုထုကကျွန်ုပ်အားနှုတ်ဆက်၍ထွက်ခွာသွားလေတော့သည်။အကယ်၍သာဘောဓရောကြီးပြောသွားတဲ့ကဲ့သို့နောက်တနေ့၌ကျွန်ုပ်နှင့်ပြန်လည်ဆုံခဲ့ကြလျင် ဟောသူရောပြောသောပုံပြင်ဟူသောစာအုပ်ထွက်လာပေလိမ့်မည်ဖြစ်ပေသည်။တပ်ပေတတကမ္မတကမင်းတိန်ခညီမြဩဇာရှိ၍ညီမြပင်ယောက်ျားများအပေါ်၌လွှမ်းမိုးနိုင်သောမိမဖြစ်ပါစေ။အိမ်တော်ကြသည့်အခါ၌သူကိုယ်တိုင်ကိုဝင်ဆောင်ရပေမည်။သူ၏ယောက်ျားအားကိုဝင်ဆောင်ခိုင်းရန်မဖြစ်နိုင်ပေ။ Professor စိတ်ဖွာထောင်ဆိုသည်မှာ အဆုံးအမရက်ဆက်သောဇာတင်ချောင်းကြီးဖြစ်သည် လူတွေအလုံးဥပုပ်ဆောင်နေရင်ပြိ့ဆိုတာ မလို့တော့ဘူးမျိုးရိုးကိုချစ်ချင်းထက် မျိုးရိုးကိုစောင့်ထင်းခြင်းကပို၍အရေးကြီးသည်လိန်လေပြောဆိုခြင်းကိုရှောင်ကျင်ခြင်းသည်ဘိန်ဆွဲနေသူတဦးဘိန်ဖြတ်သည်ထက်ပင် အသက်အန္တရာယ်ကိုဖြစ်စေနိုင်သည် အုံနောက်ကိုမင်းတို့ထိုးကလန့်ချပြီးတော့ခတ်ထားရမည်အလိုမျိုး၌ မြည်မြကြည်မာသောယာရုကိုရစေကမူမမောဝေယာမရှိပါဘီပရိုဖက်ဆာစိတ်ဖွာဟောဒီစကြဝဠာတိကြီးအတွင်ရှိတဲ့ရုပ်ဝတ္ထုတွေဟာပျက်စီးခြင်းရင်ပျက်စီးလိမ့်မယ်ရွေလျှောခြင်းလည်းရွေလျှောလိမ့်မယ်ဥပမာပြောရရင်လက်သမားဟာဇပွဲတလုံးကိုလှုပ်တယ်ဆိုပါတော့တကယ်ကတော့လက်သမားဟာဇပွဲကုန်ကိုပဲသူ့ရဲ့အတတ်ပညာနဲ့လှုပ်နိုင်စွမ်းရှိတယ်ဒါပေမဲ့ အဲ့ဒီဇပွဲကုံကိုလှုပ်ဖို့တစ်သားကိုတော့သူဟာမလှုပ်နိုင်ရှာဘူးတစ်သားကိုလှုပ်နိုင်တာကသစ်ပင်သာလင်ဖြစ်တယ်သစ်ပင်ဟာသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ရေဓာတ်မြေဓာတ်လေဓာတ်နဲ့မိဓာတ်ဆိုတဲ့အခြေခံဓာတ်တွေကိုအချိုးအစားလိုက်စူးစီးယူငင်ပြီးတစ်သားဖြစ်အောင်ဖန်တီးတယ်အဲ့ဒီတစ်သားကိုမှလက်သမားဟာဇပွဲကုံတလုံးပြုတ်လုပ်တာဖြစ်တယ်။နောက်နေပေါင်းများစွာကြာညောင်းလာတဲ့အခါ ဇဝဲကုံဟာလုံးဝပျက်စီးပြောက်ွယ်သွားခြင်းသွားလိမ့်မယ်။ဒါပေမဲ့ဇဝဲကုံအတွင်းမှာပါဝင်နေတဲ့ရေဓာတ်၊မြေဓာတ်၊လေဓာတ်၊မိဓာတ်စတဲ့အခြေခံဓာတ်ကြီးတွေကတော့လုံးဝပျောက်ွယ်မသွားဘူး။သူနဲ့နီးစပ်ရာအခြားသောဓာတ်တွေနဲ့ပေါင်းစပ်သွားပြီးအခြားသောရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ်ဖြစ်ပေါ်ခဲ့ပြန်တယ်။ဒီသဘောဟာရုပ်ဝတ္ထုတွေရဲ့ပဂရိသဘောပဲ။ Professor Dr. စိတ်ဖွား ။တခို့ဆိုတာပုဂ္ဂလိကပိုင်ဆိုင်မှု စနစ်ကို ခင်မမီတဲ့ဤနဲ့ဆန့်ကျင်နေသူဖြစ်တယ်။လိမ်လည်ပြောဆိုခြင်းကိုရှောင်ကျင်ခြင်းသည်ဘိန်ဆွဲနေသူတို့ဘိန်ဖြတ်သည်တဲ့ပင် အသက်အန္တရာယ်ကို ဖြစ်စေနိုင်တယ်။ရှင့်လေဆိုတာသူတစ်ပါးစီကပိုက်ဆံอยู่ပြီးအဲ့ဒီလူအတွက် လိမ်ပေးနေတာ။ဘုရားဥရေဆိုတာလူသားတွေနဲ့ဆိုင်တယ်။ဤပိုင်းအစိုးရဟာ အဲ့ဒီဥပဒေကိုစောင့်ရှောက်ပေးရတဲ့ဥပဒေရဲ့တရဝန်တမျိုးသားလျင်ဖြစ်တယ်လူတွေအလုံးဥပုံစောင့်နေရင်ပြိတ်ဆိုတာမလိုတော့ဘူးထောင်ဆိုဒီမှာအဆုံးမရက်ဆက်သောဇာတင်ကြောင်းကြီးဖြစ်သည်ပရိုဖက်ဆာစိတ်ဖွာပြီးတော့လဲဤတာပါပဲပရိုဖက်ဆာဒေါက်တာစိတ်ဖွာဘုံမာဝရီစာပေမှဆက်လက်ထွက်ရှိမိစာအုပ်များဤတော်ဝန်စနေမောင်မောင် ဆရာမင်းသင်္ခာဤကိုယ်တိုင်ရေးဖြစ်ရမန်ဘဝစာကြောင့်များဘဝစာမျက်နှာမင်းပါတိလို့လေဘဝအသင်ရှိမင်းငါအကြောင်းသိမယ်ဘဝတတ္တတာဟောတရံမင်းမိတိုင်းငါဖြစ်ရမှာလားပြီးတော့လေဤတာပါပဲဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးမင်းသိန်ခအီစာပလင်နေမောင်နဲ့ပရိုဖက်ဆာဒေါက်တာစိတ်ဖွာဆိုတဲ့ဝိတ္ထုစာအုပ်ကိုဖတ်ပြခဲ့တာ ဒီမှာပင်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဇသိမ်းပိုင်းမှာတော့ဆရာကြီးခဏခဏဒီစာအုပ်ထဲမှာလည်းရေးပြခဲ့တဲ့တချို့သောစာစုလေးတွေပေါ့လေအော်ကျွန်တော်ပြန်ပြန်ပြီးဖတ်ပြရတယ်ပေါ့ဒါလည်းစာအုပ်ထဲမှာပါလို့ကျွန်တော်ပြန်ဖတ်ပြရတာပေါ့နော်အဲ့တော့တချို့သောဟိုစာတွေကဆရာကြီးဒီကောက်နှုတ်ဖော်ပြခဲ့တဲ့စာတွေကရန်ကုန်ပဲအဲယခုခေတ်နဲ့လည်းကိုက်ညီနေတယ်တော့အတိတ်ပဲလည်းပါတယ်ပေါ့လေဆိုတော့ ော်ကျွန်တော်ကတော့ဒီစာအုပ်ထဲအတိုင်းတော့ဖတ်ပြလိုက်တာပေါ့လေအဲသို့တော်လည်းကျွန်တော်တို့ကယခုနားဆင်သူတွေအတွေ့တစ်ခုခုရပါစေဆိုတဲ့စိတ်နဲ့ပေါ့နော်ကျွန်တော်ကတော့ဟိုဆရာကြီးထဲပါတဲ့စာအုပ်ထဲမှာပါတဲ့အကောင့်လုပ်ချက်တွေကိုဆက်လက်ဖတ်ပြခဲ့ကြတာပေါ့နော်အခုကျွန်တော်ဖတ်ပြခဲ့တဲ့ဟာတွေကလည်းခဏခဏပါတယ်ဒီပထမပိုင်းပထမပိုင်းလောက်မှကိုပဲတော်တော်ပါဒုတိယပိုင်းမှတိလည်းပါသေးတယ်တတိယပိုင်းလောက်မှတော့ကျွန်တော်ဒါတွေကထပ်ခါထပ်ခါဖတ်ပြနေရတယ်ဆိုပြီးကျွန်တော်ကြော်ွားလိုက်တာပါတယ်ပေါ့နော် တကယ်တော့ဆရာကြီးကဒီစာတွေပေါ့နော်ဒီစာသားတွေရဲ့အတိတ်ပဲကိုကျွန်တော်တို့ဒီစာဖတ်သူတွေယခုနားဆင်သူတွေကိုတွေးတောစီလိုတယ်အဲဒီဟာကိုတွေးတောပြီးတော့လဲအသိပညာတစ်ခုခု အတွေ့တစ်ခုရပါစေဆိုတော့စိတ်နဲ့ထက်ခါထက်ခါရေးခဲ့ရလို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျာတို့တဲ့ကြောင့်ဆရာကြီးရဲ့စာပေကိုဒီဖတ်ပြရတဲ့ခါမှာပေါ့လေကျွန်တော်အရင်လဲအာတက်မိတယ်ကျွန်တော်ကိုကျွန်တော်လဲဒီစာအုပ်တွေဆရာကြီးရဲ့စာအုပ်တွေဖတ်ပြတဲ့အချိန်မှာအတွေ့အမြင်တွေ ပြောင်းလာခဲ့တာတွေဒါအများကြီးရှိပါတယ်ခင်ဗျာဒါကျွန်တော်အမှန်တိုင်းကိုဝန်ခံတာပါဖြစ်ချင်တာဖြစ်မောင်ပါရှစ်တို့တော့ဒီဘာဘာဘာမှမသိဘူးဆိုတဲ့စာအုပ်တွေပေါ့နော်တေချာနားထောင်ကျင်တော့ဖတ်ကျင်လဲတော်တော်ကိုကောင်းပါတယ်နောက်ဒီကြီးမန်နိုင်မြာကြီးပေါ့နော်ဒီအဲဒီကြီးမန်နိုင်မြာကြီးဆိုရင်လဲအဲဘယ်ချိန်မှာပြောင်းလဲရမယ်ဘယ်ချိန်မှာလှုပ်တင်တယ်လှုပ်တင်တဲ့ချိန်မှာလှုပ်ဖို့ဆိုတဲ့အတွေ့အကြုံပေါ့နော်အဲကျွန်တော်ကျွန်တော်တော့ရခဲ့တယ်ပေါ့လေ အဲဒီခုစာဖတ်သူတွေယခုနားဆင်သူတွေအဲ့လိုမျိုးအတွေ့အကြုံရလိမ့်မယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ် audio ဗုဒ္ဓတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာဘေးကင်းလုံခြုံကြပါစေကျွန်တော်ဖုန်းမြတ်ထင်ပါခင်ဗျာ